ါရှင်အောင်နေမမ YouTube channel လေးကနေ Nutrisoa ကျူဆိုလိုက်ပါတယ်ဆရာပူပူတန့်စင်ရဲ့ကလောင်ခွဲတစ်ခုဖြစ်တဲ့ຫນွေဥမှန်ရေးသားထားတဲ့ချောတောင်တန်းကြီးကြည်ငိုဆိုတဲ့တော်လန်ဤနောက်ခံဝိထုရှိလေးရဲ့အပိုင်း၅ကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော်ချောတောင်တန်းကြီးကြည်ငိုအခန်း၁၁ ဒီနေ့ကြောင်ပိတ်သည်ချောတုံတို့နှင့်ရတဲ့လဲမလိုက်ချင်၍ကမုံသည်အိမ်မာပင်စာအုပ်တအုပ်ဖက်ကအတွေးနှင့်ချဲ့နေမိသည်ဟိုတွေးသည့်တွေးအတွေးတို့ရှက်လိန်လျက်မှဒီရွာကလေးကိုစပြောင်းလာသော နေကိုတွေးမိလာပြန်၏ဒီရွာကလေးကိုပြောင်းမင်းစားကြသော နေကိုကမုံမမိသည်ကမုံတို့အရက်ကနေမိုင်300ကျော်များအဝေးသောဒဇိမ့်နယ်မှု စပြောင်းရမည်ဆိုတော့စိတ်တော့လှုပ်ရှား၏အမေနှင့်အတော်များကတော့ဒီလဝေးသော အရက်တစ်ပါးကိုပြောင်းရွှေ့မိတ်တင်ရပါမည်လားဟုအပြစ်တင်၍မဆုံးတော့ထွက်လိုက်တော့ဟုပင်အမေကတော့ဆိုနေတော့သည်ဟာအမေတို့လည်းပွားစီပွားစီနဲ့ဒီခေတ်ကြီးထဲမှာဘာကိုများကြောက်နေရအောင်မလဲသူတကာတွေဆိုနိုင်ငံရဲ့ချားတောင် စွန့်စားပြီးသွားနေကြတာကိုများကိုကကိုတိုင်းပြီးကိုသွားရတာပြီးတော့အစိုးရအလုပ်ဘသူကမအူးမချွတ်လို့ရဲမှလဲတကယ်လို့လုံးလာပါပြီတဲ့ကျမတို့ကအမေတို့ခက်ကလို့ရှက်ကြောက်နေမဲ့ငုံခန့်နေမဲ့မိန်းမတွေခင်မမဟုတ်တာပူမနေနဲ့လာဆန်းကြည့်ပါလားပြင်းပြင်းထန်ကွဲသွားအောင်မယ်ခမုံးကကိုကိုကိုယုံကြည်မှုအပြည့်နဲ့ဆူဆူဆောင်းဆောင်းပြောတော့အမေဒီမျက်ဆောင်ထိုးဤ အဲ့ဒါចောင်းဆရာမတဲ့တော့မိဘကိုရန်တွေးနေလိုက်တာများကက်ကက်လန်ဒင်းစာတင်ပေးမဲ့ကလေးတွေတော့ဘလောက်များချိုးတာရင်ကြီးအောင်မလဲငါတွေးမကြည့်ရဲဘူးအမေကမိခါရွဲကဆိုလေသည် မကြည့်ရဲမကြည့်နဲ့အမေတမီးတို့ခေတ်ကအမေတို့ခေတ်လိုချင်းမိနေတဲ့ခင်မဟုတ်တော့ဘူးသူတက်တက်ပညာနဲ့ရိုးရိုးသားသားသူ့ဝန်သူကြောင်းတာပဲဘာလို့များဆ ्याम မဆိုဘလို့ဆိုပြီးတစိုက်ကက်ချင်ကြရတာလဲအခုခေတ်ကဆ ्याम မဆိုရင်ရင်ရင်ကြည့်ကြည့်ရင်ရင်လေးဆိုတဲ့ခေတ်လည်းမရှိတော့ဘူးဆ ्याम မလည်းလူပဲလူလိုပဲကြင်ကြံပြောဆိုမှာပေါ့လူလိုပဲခံစားတဲ့ပြုမှုတတ်တာပေါ့အားနဲ့ချက်အားသာချက်ဆိုတာလည်းရှိမှာပေါ့အဓိကကလူပီပီတတနဲ့လူလိုကြင်ကြံနေရင်ရပြီမဟုတ်လားအခုတော့အမေတို့ပတ်ဝန်းကျင်က အဖြူအစိမ်းဝင်လိုက်တာနဲ့အနန္တခိုင်းတွေဝင်ပြီးဝါတော်90ထေရီမကြီးတွေလိုကြောက်ရွံ့ကြီးတွေလိုနေရမယ်ဆိုတာတော့မဟုတ်သေးပါပြီးတော့လဲရှက်ရှက်ကွဲနေတဲ့ဆံမတွေအမီတို့ခင်မှလဲတပုံတပင်ကြီးမဟုတ်လား ဆ ्याम မလည်းလူပဲဟာလူလိုပဲသူလည်းပြုမှုနိုင်မှာပေါ့အခုတော့အမေတို့ကဖုန်းကြီးဆိုဘလိုနေចောင်းဆ ्याम မဆိုဘလိုနေဘလိုစားစားတဲ့လူတန်းစားရဲ့ရည်တည်ချက်ကိုမူတည်ပြီးတစိမ့်ကကြတော့တိတ်မဟုတ်သေးပါဘူးဒီဘက်ခင်မာကဆက်သွယ်ရေးနဲ့သတင်းချက်လက်တွေအားကောင်းလာလို့ဒါအရာရာမှတိတာထင်ရှားဖြစ်တာပါဆုံးမျိုးဆိုတာကတော့ဘဲခင်မာမဆိုဘလိုအချိန်ဒီမှာမဆိုရှိနေတတ်ကြတာပါပဲရှင်ပြောကြီးဆိုရင်ဒီဘက်ခင်ကအမေတို့ခင်ထက်ပိုပြီးရင်ကြီးလာတာပွင့်လင်းလာတာလွတ်လပ်လာတာလူသားပူဆန်လာတာ ိုတော့ညင်းလို့မရပါဘူးခမုံသည် လူငယ်ပီပီတက်ကြွဤ ပျော်ရွှင်၏အနာဂတ်ရှိ၏ရဲရင်၏သို့သော လူပေါင်းတွင် ချမှတ်ထားသည့်ရှိရိုးဆွဲ အပြုအမူများကို သူ စိတ်မဝင်စားအရာရာကိုခိအမြင်ဖြင့်ကြည်တတ်၏တုံးတတ်တတ်၏အနေအထိုင်ကလတ်နေခြင်းမရှိတော်လဲရဲရင်ပွင့်လင်၏ပဝင်းချင်း၏အမြင်ကိုတိတ်ပြီးဂယူဆိုင်လေးမရှိကြားနေမှဟာမတူဘူးဆိုသောကန့်သက်ပေါင်းများထဲတွင်ခမုံးသည်ဘယ်တော့မှ မရှင်သန်လွတ်လပ်စွာပြန့်တန်းသည် အမေသည်ခမုံးကိုဘာမှမပြောတော့ပါဇက်ကိုဟာ၍သာငေးဆိုင်ကြည့်နေတော့ဤအမေရင်ထဲမှာတော့ပြောစရာတွေတော်တော်များဟန်တူဤတက်ပြင်းကိုချပြီးမိဖို့ဆောင်ဘက်ကိုလှည့်ထွက်သွားဤသို့တော့တကယ်သွားရမည်ဆိုတော့လေခမုံးစိတ်တော်မလုံး အလုရှာတာသို့တော်ပြော၏အစ်စ်အစမ်းနှင့်နေမည်အစ်စ်ကိုခုံပင်တတ်သူပြီးပြီးပေါပေါပပားပင်သဘောထားခဲ့သည်မိတို့ပင်ဖြစ်ဖြစ်ကိုသွားရမည်ဒေတာကိုတော့ဘလို့မီဘလို့ဒေတာဆိုပြီးမိဘုံထဲမှာလိုက်ရှာမိသေး၏ရှာတာရှာတော်လဲတီချာတိတိကြကြမတွေ့ပညာရေးမှုယုံကမိဘုံမှာရှာတော့လဲဝါတာတာဘလောက်တောင်ချောင်ကြလိုက်မလဲဟုအဲ့ဒီတုန်း အဲ့တုန်းကတည်းကတွေးမိခဲ့သည်အင်ကားမသိအောင်ရင်မောခဲ့ရသည်ယာရူးတို့ဖြင့်내အဝေးကိုရှောက်ပြီးမှတော့ဘာမှကြောက်မနေဟုအာတင်လိုက်သည်တကယ်ဆိုရင်ကမုန်းဟာပညာရေးကောလိပ်ကျောင်းစင်မှုဒီမြအဝေးกว่าတော့အရက်ကိုလည်းတွားရောက်เสียမလို့ခုနေမှာကိုပြန်လျှောက်၍တာဝန်ထမ်းလို့ရ၏သို့တော့ကမုန်းသည်လာဝန်ကမုန်းပန်းလေးကဲ့သို့အနောင်အဖွဲကင်းကင်းဖြင့်ခိုင်ခိုင်မတ်မတ်ပွင့်လန်းလိုသူဖြစ်သည် တကယ်ရောက်လာတော့လေကမုန်းချူပြီးတွေးထားတကယ်သူဒီဖြတ်တန်းလာရလမ်းတလျှောက်တွင်တောင်တွေကြားရှူတွေကြားဆင်းလိုက်တက်လိုက်ရသည်မှာပျော်စရာကောင်းသလောက်မောစရာလည်းကောင်း၏တွေးသည်များရွာကလေးများသည်တပုံစံတဲ့အင်္ဂလိပ်တွေကိုခြေတန်းရှိများဖြင့်ရောဆန်ဆန်ဆောက်လုပ်နေထိုင်ကြသည်ကိုအမြင်ဆန်းစွာတွေ့ရသည် ကမုန်းလာခဲ့သောလမ်းကပေါင်မြို့အရှိဘက်ကပြန်ထွက်ပြီးပသိမ်မုံရွာလမ်းမကြီး လမ်းမကြီးအတိုင်းမှတဆင့်ချောင်းဆောင်ဆိုသောတရွာလေးကိုရောက်ဖို့အတော်စီးခဲ့ရသည်တန်းလိုက်သည့်လမ်းကဆိုင်ကယ်ကလေးပင်ဒိန်းချောင်းဒိန်းချောင်းနှင့်မြည်နေ၏။ချောင်းဆောင်ရွာမရောက်ခင်တင့်ညီနောင်ရွာတောင်မြင့်ရွာစသောရွာများကိုလည်းဖြတ်ကျော်ခဲ့ရပါသည်။ မြင်းနီခဲလေးတွေကြောက်စီခဲလေးတို့သည်ဆိုင်ကယ်ဘင်းကလေးကိုရန်သူတပ်ဖွဲ့ဆက်ဆံနေကြ၏။ရွာစင်ရွာဆက်များလဲဝေးလိုက်ပြီးမှမျော်ရွေးပင်မမြင်ရ။တောချက်တွန်တန်တွေခါတွန်တန်တွေကတောတောင်အနှံ့ကိုဖုံးလွှမ်းနေတော်၏။ တောနောင်ရည်မြီတို့ဤတဘာဝကိုမခုံမင်တတ်သူအရိုင်းဆန်သောတောဤလှကိုမမတ်မောတတ်သူဆိုလင်တော့လမ်းမတင်ယူပြီးလှည့်ပြန်ခြင်းပေလိမ့်မည်လမ်းကလေးကပင်ကျင်းမြောင်းပြီးအတက်အစင်းထူပြောလာသည်မဟုတ်ရွာကလေးတွေကလည်းကြိုးကြဲကြဲတောင်ဆောင်ကလေးများပေးတွင်ပြန့်ကျဲနေ၏ရွာသိမ်ရွာငယ်လေးတွေကိုဖျက်တမ်းလိုက်သည်နှင့်ကလေးငယ်ကိုကတိခွင်ချီထားသောသားတဲ့အမေလေးတွေကလည်းထွက်ကြည့်ကြသည်ပိန်ညော်ညော်ခွေးကလေးများကလည်းထွက်ဟောင်ကြသည် ဒါပေမဲ့ဒီအရာတွေကိုကြည့်ရသည်မှာလှတော့အလှသာဟုကမုံတွေးနေမိ၏ဆိုင်ကယ်ကိုတထုံထုံစီးလျက်အတန်လေးကြာတော့စိမ့်ဆူသောပြာမူခင်းအလဲတွင်တဲကလေးတစ်လုံးကိုမိခိုးများဥဥထားလျက်တွေ့လိုက်ရ၏တဲကလေးဤရှိဂိုင်း200ခန်းအကွာတွင်ကမုံကိုတင်ဆောင်လာသောဆိုင်ကယ်လေးသည်ဖုတ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 ်ဆူဆက်သက်လျက်ရက်လိုက်၏ကမုံသည်ဆိုင်ကယ်ပေါ်ကဆင်းလိုက်သည် 卡干盖片、第二选 MBGD、灭隆、灭隆宝、拉加列、卡邦罗古、纪念伊、哪吒，哪吒，温开扎。 တဦးနှင့်တဦးယခုမှပင်မြင်ဘူးတော်လဲရောတန်ဝဲဝဲဖြင့်ပြုံးချို့စွာဖိတ်ခေါ်၏တဲကလေးပပတ်လေတွင် ပြားမှုဆိုင်ခင်သည်စိမ့်ဆူညို့မောင်းကတန်လှ၏ပြားမှုခင်ကြီးချရှိတဲကလေးသည်မိခိုးများဥဥထွက်နေ၏တဲကလေး၏နောက်ဖက်တွင်ဆန်းရီတို့သည်စိမ့်မြကြည်လင်နေသည်အဖွာသည် ပြားမှုမိဖုတ်လျက်ကမုံတို့ကိုဧကန်သည်ဘယ်ကလာတလဲလူကလေးနှင့်မကလေးဟုမေးမြန်း၏ ကျုပ်ကကင်းမရွာကသူကကင်းမကိုဆလာတင်တဲ့ចောင်းချာမလေးပါအခုသူ့ကိုပေါင်းမျိုးကနေကြိုလာတာအမေကြီးကမုန်းကိုလာကြိုတော့ကိုအမောင်ဆိုသူကအမေကြီးကိုအရှင်းပြ၏အော်ဆ iam မလေးလားဒီအရက်မှနေနိုင်ပါမလားယောပြုံးချူစွာမီးလျက်မီးခိုးလုံးလုံးဖြင့်ပြားမှုတွေကိုဟိုဘက်ဒီဘက်မီးမီးလှဲ့လှဲ့ဖုန်နေ၏ ဖောက်ဖောက်နှင့်ပြားမူပေါက်တံများကိုကြားရ၏လက်ဆက်သောပြားမူမီဖုန်နှံကခြုံမွေးလာ၍ဂမုံဤပစက်တွင်မှတရီတွေပင်များများလာ၏မွေးသင်းနေသောပြားမူမီဖုန်များကိုမြေဆလောင်းဖုန်ကလေးတစ်ခုဖြင့်အမိကြီးသည်လာချ၏မြေရင်တွင်အိုးမမဲကလေးထဲမှအခါဤကြကြများကိုလည်းတိုက်သည်၏ပြားမူဤခြုံသောအရာတာနှင့်ရင်ွေးချံဤခါသောအရာတာသည်လိုက်ဖက်လွန်လာသည် ခမုံတို့ဆိုင်ကယ်လေးထွက်လာတော့တောင်ရဲကလေးရှိကနေအဖွားသည် ပြုံးပြနှုတ်ဆက်လျက်ကြံရစ်နေခဲ့သည်ပွင့်လင်းရသည်ဆိုတော့လဲလမ်းသည်ဆိုလာသည်လဲ ရှေ့ဆက်လေးစိုးလီပင်ဒီဒါရောင်ဒီလန်းကဖောက်ထားတာမကြသေးဟုဆိုသည် မနစ်2016ကမှ ခုလိုလန်းဟုရုပ်လုံးပေါ်လာခြင်းဖြစ်သည်ဆို၏ဟိုရခင်ကဆိုလင်းစီလီနှင့်လဲတာတွားလို့ရသည်ဟု ဆိုတော့ဖရာကြီးဟုပင်ကမုံညီလိုက်မိ၏သို့သောတဘာဝကိုချစ်တတ်သောကမုံအဖို့တော့လန်းဆိုသည်ကိုအပြစ်မမြင်နိုင်လောက်အောင်ပင်တောတောင်အလတ် တောတောင်အလာကတောနဲ့လာသည်နှင့်အမျှဆွဲဆောင်ကထားတော်၏ တောင်အကွေးတစ်ခုကိုတစ်ကြိမ်တက်လိုက်တိုင်းဘွားခင်းနဲ့ပေါ်ပေါ်လာတဲ့သည့်ဆန်ချောင်းကလေးတွေအမျိုးအမည်မဖော်တတ်သောတောပန်းရောင်စုံတွေနှင့်အရွက်ဖွားဖွားနှင့်အရွက်ဖဖားနှင့်စိမ့်ဆူနေသောအင်တိုင်းတော်ကြီးများအင်ချင်းနှင့်သကဝါပွင့်ကကကြီးများပြီးတော့ခွေးတရော်ပွင့်များငှက်အော်တန်များဆိုင်းရင်ကြားတန်များနှင့်တောဤအလာသည်နတ်သမီးပုံမြင်ထဲကတောအုပ်ထဲကိုရောက်သွားသည့်အလားပင်ထင်မှတ်မလာမိသည် တချိန်များမတွေ့ဘူးမဆုံဘူးတော့ဒဇင်းယောက်ျားတဦးနင်းဆိုတော့လေကမုံဤမတိစိတ်တွင်ဒီဒဇင်းကိုယုံကြည်နေမိသည်ကမုံကိုဘာအန်ဒီရမြပေးလိမ့်မည်သူမဟုတ်ဟုစိတ်မှာအတက်သည့်နေတော့သူ့နောက်ကနေဘလောက်တော်နဲ့ထဲကိုလိုက်ရလိုက်ရလုံချုံနေလို့ခံစားရ၏ကမုံတယောက်ဘောင်းမီအိတ်ထဲကဖုန်းကို ထုတ်ထုတ်ပြီးဆိုင်ကယ်နောက်ကနေတဖြက်ဖြက်ဓာတ်ပုံရိုက်ရသည်မှာအမော် တစ်သားပေါ်တွင်တင်းမောစီအဖြူရောင်ဖြင့်ရေး၍ကြောက်ပုံတစ်ခု၏အပေါ်တွင် စိုက်ထားသောချောင်းဆောင်ရွာမှကျိုးစိုးပါ၏ဆိုသောဆိုင်းပုတ်ကလေးကိုအမေကြီး၏တောင်ရတဲကလေးမှနေ10မိနစ်ခန့်ဆက်စည်းလာတော့တောင်ကုန်းထိပ်ပေါ်တွင်ဘွားကနေတွေ့လိုက်ရပြန်သည်တကီးကြီးမိ၍တကီးကြီးမိ၍ဆိုင်ကလေးသည် ထိုဆိုင်ပုတ်ရှိရာသို့ပြေးတက်နေသည်ဆိုင်ပုတ်နားကို ရောက်သည်နှင့်ကမုံသည် ပြောင်းလဲသွားသော မြင်ကွင်းကြောင့်ဝါကနေအော်လိုက်မိသည် ဆိုင်ကယ်မောင်းနေသောကိုအမောင်သည်လန်းလန်းဖြန်းဖြန်းဖြင့်ဆိုင်ကယ်ကိုအမြန်ထိုးရက်လိုက်ပြီးဘာဖြစ်လို့လဲဆရာမဟုစိုးရိမ်စွာဖြင့်မေး၏အင်ဒရီမဲ့တလို့ဖြစ်သွား၍ဂမုံဤဝင်းမွတ်သောပားပြင်ကလေးသည်အင်ဂျင်ဖူးကလေးများလိုဆွေးဆွေးနီးသွားတော်လဲကြကြတော့ရှက်မနေကြကြတော့ရှက်မနေတဲ့တခိခိရယ်ပြီး sorry ပြအကိုဘာမှမဖြစ်ဘူးရှင်ဟိုမှာအရန်လာလို့ online မိတာအော်ဟုအမောင်ကဆိုလည်းရဂမုံလက်ညှိုးထိုးရသူလိုက် ကြည်လိုက်၏တကဲစီတသွဲစီဖြင့်နှိမ့်လျက်မြင့်လျက်အကန့်လိုက်ဖြစ်နေသောစပိုင်းခင်းများကို တွေ့ရ၏စပိုင်းခင်းများ၏အစွန်များတွင်တဤဤစီးနေသောချောင်းကလေးများကိုတွေ့ရ၏အမိဟုပင်ရှိမလားမသိနိုင်သောတစ်ပင်မျိုးစုံတို့သည် ကုန်းများတောင်များပေါ်တွင်ခက်ခက်လက်ဝေဆာနေကြ၏အဲထလာတာတွေတွေ့ရအောင်ပါဗျ ုရောတန့်ဝဲဝဲဖြင့်ကိုအမောင်ကဆိုတော့ခမုံသည်ဘလို့ပြောသွားသည်မသိတော့ခရီးချင်းကြီးတွင်ဆိုင်ကယ်စီးနေရတာကို မောသည်ဟုမထင်တော့ပါဇက်ကတဝူတဝါဝါအော်လျက်အသက်ရှူမမတက်ပင်ရန်ရန်ကြီးကကြည်နေမိ၏တောင်ငုံထိတ်ကနေမြင်နေရသည့်မြင်ကွင်းများသည့်ရင်သက်ရှူမောရင်သက်ရှူမောပွဲသည်တငယ်ချင်း ။တငယ်ချင်းတွေနဲ့သာလာရလင် ကောင်းလိုက်မိဖြစ်ခြင်းဟုကမုံတွေ့မိသည်။တညဉ့်ညစ်စီသောချောင်းကလေးများသည် ရွာကလေးကိုဝိုင်းကြီးပတ်ပတ်ဝိုင်းထားသည်။အနှိမ်အမြင့်တစ်ပင်မျိုးစုံတို့ဖြင့်ရွာကလေးသည် ထိုအပိုင်းလေး၏အလဲတွင်ခုံခုံကလေးတောင်ထွန်းနေ၏။တန်တန်ရှင်ရှင်ဖြင့်အင်ဖတ်မိုးဝါထီရန်ကခြေတန်းရှိအင်ကလေးများသည်ညီနီနီများပေါ်တွင် ဆင့်ကာစီကာတိဆောက်ထားကြသည်ဆိုင်းဆောင်ကလေးများက ရွာကလေးကိုပက်လဲဝိုင်းထား၍ချောင်းဆောင်မှုခေါ်တာထင်၏တာဝန်ကြရာနေရာဌာနသို့မရောက်ရသေးတော့လဲဒီနယ်ကို ပြောင်းလာရတာတန်တီဟုစောလင်စွာပင်ကမုံမချက်ချမိ၏ဒီအလားတွေကိုမြင်ရတိုင်းဇာတိနှင့်အဝေးကြီးဝေးလာတော့လဲအပျော်ကြီးပျော်မိ၏အကျဉ်နဲ့ကြီးကျဉ်နဲ့မိ၏ လူတကာတွေဒီလိုတဘာဝအလှတွေမြင်ရတွေ့ရဖို့တကူးတကအလုတ်ပြက်အကင်ပြက်နှင့်ငွေရီကုံမရောက်ရသည်ဂမုံမှာတော့အလဲတန်းပြဆိုသောရှာသူဖြင့်ဒီအလှအပတွေကိုတဝကြီးခန်းစားရတော့မည်ဖြစ်၏တောတောင်အလားကဂမုံကိုလုံးလုံးဆွဲဆောင်ထား၏တာဝင်ကြရာကင်းမဆိုသောရွာကိုရောက်ဖို့လမ်းကြမ်းကြီးအတိုင်းလိုက်ခဲ့ရတော်လဲမောသည်ဟုလုံးလုံးမြမထင်မိ ကမုံတို့ဤပန်းတနော်မျိုးမှာ ပေါင်းမျိုးပညာရေးယုံအထိလွဲကူစွာရောက်ခဲ့ရတော့လေပေါင်းမျိုးနဲ့ -20 ကျော်ဝေးသောတောခေါင်ခေါင်ဒီရွာကလေးကိုရောက်ဖို့တော့မလွယ်ခဲ့လာโจသူကလည်းရွယ်သူအမျိုးသားတယောက်မှလက်ပင်ပြန်သွားခြင်းခဲ့၏ ဒီခရီးစဉ်အားစီစဉ်ပေးသူတွေကိုလည်းပြစ်တင်မိ၏သို့တော်ဘာမျှမတတ်နိုင်ထိုလူဤဆိုင်ကယ်နောက်တွင်ကြောက်ကြောက်ဖြင့်လိုက်ခဲ့ရသည်ကြောက်သည်ဆိုသည်ကဆိုင်ကယ်မောင်းသူကိုကြောက်ချင်းမဟုတ်လမ်းဝဲရနှစ်ဖက်တွင်တွဲတီကကက်နေသောဂုံးများခြိုက်ဝဲများနှင့်ကြောက်ကံပါးများကိုကြည့်ပြီးအန်ဒီယေများလာ၍ကြောက်ချင်းဖြစ်သည် ယောဒိတာဆိုတော့လေဒီလောက်တောထုလိမ့်မည်ဟုကမုံမထင်ခဲ့ကျင်းသောတောင်ပေါ်လမ်းကလေးတွင်တရောင်ဆင်းလိုက်တရောင်တက်လိုက်ဖြင့်အတင်းဖြစ်ညစ်ယုံနေရသောထိုလူဤဆိုင်ကယ်နောက်တွင်ကြောဘုတ်အိတ်တလုံးကိုလွဲတလုံးကိုဆိုင်ကယ်ရှိတွင်ချနောက်တလုံးကိုကမုံဤနောက်တွင်မျော့ကျိုးဖြင့်ချီနောင်ထားရ၏ဝင်းနှင့်အားမမျှသောဆိုင်ကယ်လေးပေါ်တွင်ကမုံသည်လှုပ်၍ပင် မရအောင်ကျဉ်းကျပ်နေ၏ဆိုင်ကယ်မောင်းသောသူဤပေါင်းမျိုးပညာ ဆိုင်ကယ်မောင်းတော်သူနှင့်ပေါင်းမျိုးပညာရေးယုံတွင်မျက်လုံးချင်းတစ်ချိန်ဆုံးဘူးစကားအနှဲငယ်ပြောဘူးဒီကလွဲလင်းတလန်းလုံးဘာစကားများမပြောဖြစ်ထိုလူကလည်းဆိုင်ကယ်ကိုသာဂယူးတဆိုင်စီးနေတော်သည်ကမုံကလည်းမြင်ကွင်းအစ်စ်ဒေတာအစ်စ်ကိုမမိတ်မတုံငေး၍တိတ်ဆိတ်စွာလိုက်ပါလာသည် အတက်အစင်းထူပြောသောမညီသောလမ်းပေါ်တွင်သူ့ကြောပြင်းနှင့်ခမုံဤမျက်နာကဆိုင်ကယ်ခုံတိုင်းသွားသွားထီ၏အမွေးနှံ့သာဆွဖြန်းထားခြင်းမရှိတော့လေလက်ဆက်သောကျမ်းမခြင်းနှင့်ပြဝသောယောက်ျားတယောက်ဤကိုရနှံ့ကိုခမုံရှူရှာရသည်အခုနာမည်ဘလို့ခေါ်တယ်လဲရှင့်တဒုတ်တုတ်မြီကမှန်မှန်ပြင်းနေသောဆိုင်ကယ်နောက်မှနေဝင်းကျင်ကိုရှောက်ကြည့်ကဖြင့်ဆိုင်ကယ်နောက်မှနေကမုန်းကမေးတော့ကိုအမောင်ပါဗျဟုဖြေ၏ အကူကဒီရွာကပဲလားဆက်မီးတော့ဟုတ်တယ်ဗျဟုဖြေ၏ချောတန်ဝဲတဲတဲကလေးနှင့်ခွန်အားရှိသောအတန်ဩဇာက တမျိုးနှာထောင်ကောင်း၏ကျမကရာရောက်ရင်ဘယ်မှနေရမှာလဲအမောင်ဆိုသူသည်ခမုံအမေးကို မဖြေအားတော့တောင်အတက်မှုဆိုင်ကယ်ကီယာကို ပြောင်းချိန်လိုက်၏ပြီးတော့ပင်90ကျော်အမြင့်ရှိသောတောင်တလုံးပေါ်သို့ဆိုင်ကယ်ကိုတတိဖြင့်မောင်းခဲ့၏ ဆိုင်ကယ်လေးသည်လမ်းဝဲရာမှတောင်တန်းများတောင်ကုန်းများနှင့်ရှိုးမြောင်များကိုတရရိပ်ဖြင့်ထိုးတက်ဖြတ်ကျော်သွားသည်ကိုအမောင်သည်ဒီလမ်းဒီခရီးကိုအတော်တော့ကျွမ်းကျင်ဟန်တူ၏နောက်ကပါလာသောကမုန်းကိုစီးရတတ်တာစီရန်တတိထားပြီးမောင်းနေသည်ကတိတာလာ၏တောင်ထက်ရောက်တော့တဖက်ချိုင်ဝမ်းထဲရှိပင်မြင့်ခေါင်များတွင်ပင်လုံးကျွန်းများပွင့်နေကြသောသကဝါပန်းနှင့်ကျဥ်ဥနှင့်ဟုခေါ်ကြသောရတနာရွှေခက်တိခွပန်းများကို လက်တလန်းအမိလောက်တွင်ဝင်းဝင်းထိန်ထိန်တွေ့ရ၏ချိုတင်းသောရနံ့တို့သည်ဆိုင်ကယ်မှထွက်သောဓာတ်စီနှက်များနှင့်ကာဗွန်နှက်များကိုဖုံးလွှမ်းသွား၏ကမုံသည်အာရဝန္တာစွာဖြင့်ကိုအမောင်ဤကြောကိုလက်ဖြင့်ပုတ်၍အကိုအကိုဆိုင်ကယ်ရက်ပြီးလို့ရမလားဗျဆိုင်ကယ်ရက်ပြီးလို့ရအောင်မလားဗျ ကိုအမောင်သည်ဆိုင်ကယ်ကိုဘရိတ်နင်းပြီးအလင်းစလိုရက်လိုက်တော့ကိုအမောင်ဤကြောပြင်ပြန့်ကြီးပေါ်တို့ကမုံဤမျက်နာကလေးနှိဝင်သွားပြန်၏။ဘာဖြစ်လို့လဲဆရာမဘာဖြစ်လို့လဲဗျ။ကမုံးတီပြန်မဖြစ်ဆိုင်ကယ်ကိုရက်လိုက်သည်နှင့်ဆိုင်ကယ်ပေါ်ကခုန်ဆင်းလိုက်သည်ဇကဝါများရှိရာချောင်းနှခမ်းသို့အလင်းအမြန်ပြေးသွားမိ၏ကမုံးတီမြောက်ကားမြောက်ကားဖြင့်ဟိုပြေးတီပြေးဖြင့် ဖြင့်ပျော်နေမိသည်ချွေချွေအစင်းလိုဝင်းဤနေသောဇဂဝါနှင့်ကျူးနှင့်တိခွာတို့သည်အပြိုင်အဆိုင်ရနှန်းစင်၍တရောလုံးကိုမြိုင်နေသည်ချွေရောင်နှင့်အနီရောင်အမွေးမြင့်မြင့်များဖြင့်တောကျက်တအုပ်သည်သကဝါဤအခေါင်အဖျားခိုင်များတွင်ခုံပြန်တွန်ကျူးနေကြ၏ကျက်တွန်ကျက်တွန်တံများသည်မြိုင်လာ၏သကဝါတို့ဤတင်းဤသောမွေရနှံသည် ပဝင်းချင်းအနှံ့ကိုဖုံးလွှမ်းထား၏ တပွင့်နှစ်ပွင့်လက်လန်းမီယာသကဝါပွင့်ကာကာပြန့်ပြန့်ဝဝကြီးများကိုကမုံသည်အာရပါရခုနေမိသည် ပွင့်ချက်ထူထူသကဝါတွေကို ခုနေလျက်ကမိန်ကလေးပီပီဈေးထဲမှာမြန်ချရောင်လူကချရောင်လိုက်လူကတော့ဟုလဲတွေးလိုက်သည်ဤ မွေးလိုက်ဒီမှာရင်အသေးနှလုံးအထိလန်းဆန်းသွား၏အနားမှာတွေ့ရသော အင်ဖက်တရွက်ကိုခူးပြီးဇကဝါပန်းတွေကိုအင်ဖက်ထဲသို့ခူးထည့်နေမိ၏ပန်းတွေအထုတ်တထုတ်ကြီးဖြင့်ကမုံသည် အာရဝန္တာဖြင့်ဆိုင်ခဲရှိရာသို့ပြန်လာခဲ့၏တောင်နှလုံးသားကနေဖြက်စီလာသောစမ်းရည်အလဲတွင်ကိုအမောင်သည် အင်ဂျင်ပူနေသော သူ့ဆိုင်ကယ်ကိုရေးစည်းနေသည်ဆိုင်ကယ်ရေးစည်းနေသော ကိုအမောင်ဆိုသူကိုမြင်ရတော့ကမုံပါဇက်ဟသွားမိ၏ မဖြူမညူအသားနှင့်မီယိုကာကာမျက်လုံးတောက်တောက်မျက်ခုံထူထူသပင်တူတူခန္ဓာကိုယ်အချိုးအစားကောင်းကောင်းအယက်မြင့်မြင့်နှင့်ပဆိုးကိုယ်တူတူဝိလက်ရဲ့ဖိုင်ကယ်ရည်စည်းနေပုံကစုတ်ချက်ကြမ်းကြမ်းဖြင့်ရည်ဆွဲထားသောပကြီကားတစ်ချက်ကို ကြည်ရသည်နှင့်အမှုပညာမြောက်စွာအသက်ဝင်လာ၏ ခမုံကိုရှိသည်ဟုပင်တတိမထားပဲခยีกว่าလမ်း၍ပူကျွမ်းနေသောသူဆိုင်ကဲအင်ဂျင်ကိုရေးစင်းနေသောကိုအမောင်ဆိုသူကိုခွင့်မတောင်းမဲခမုံသည်ဖြက်ခနဲဖြက်ခနဲဖုန်းကင်မရာဖြင့်ဓာတ်ပုံရိုင်းလိုက်မိ၏အရင်ဆန်သောတော်ဤနောက်ခံဖြင့်အကျန်းစင်ယောက်ျားတယောက်ဤတင့်တယ်မှုသည်လိုက်ဖန်းညီနေသည် တောတောင်နောက်ခံဖြင့်ယောက်ျားတယောက်ဤတဘာဝကြကြဆွမ်းဆောင်နိုင်စွမ်းသည်ဓပုံထဲ၌ပူ၍ပင်ရုပ်လုံးကြွနေသည်ခွေမတောင်းမဲဓပုံရိုင်းမိ၍၍ပြီးလင်တောင်းမှန်ရမည်ဟုမှတ်ထားလိုက်၏အရင်ခွင့်တောင်းပြီးမှရိုက်ရိုက်လင်းတဘာဝကြသောပုံကိုမရနိုင်၍ခွင့်မတောင်းလိုက်ရခြင်းဖြစ်၏ကမုံကတော့ချောင်းကလေးများပေါင်းစုံရာကရွာကလေးကိုလည်းဓပုံရိုက်သည်အင်ဂျင်တော်အင်းထိုင်တော်ညညွ အင်းချင်းတော်အင်းနိုင်တော်နှင့်ညီညွတ်ရောင်တော်တပည့်တော်တပြေတော်ကိုလည်းဓပုံရိုက်သည်ပြီးတော့ဆန်ချောင်းထိုမအဝေးမပင်ဝါးဤရွှင်ကမြင်နေရတော်စပါးခင်းစိမ့်စိမ့်များအားလုံးကိုရိုက်နေမိတော်သည်ကိုအမောင်ကသွားကြမယ်ဗျဆရာမနေဝင်ပြီးတိတ်မောင်သွားရင်မကောင်းလို့ခေါ်နေတာပင်မကြဆရာမလေသွားရအောင်ပြုဒီထက်မောင်လာရင်တော်ကပူခေါင်းနဲ့ ခက်ကြယ်ကြယ်လန်းအော်မှဖြူဖွေးသောသွားသေးသေးလေးများပေါ်သည့်အထိပြုံးရဲကဟုတ်ကဲ့ရှင်ဟုဆိုရင် ဖုန်းကိုဘောင်းမိတဲ့ထိုးထည့်ပြီးကိုအမောင်ရှိရာစမ်းချောင်းကလေးပေးအထိသွားလိုက်သည်ကိုအမောင်ရဲ့လှလိုက်တာရှင်ဟုလိုက်လဲသောအတန်ဖြင့်ကမုန်းဆူမိ၏ဗျာ ယူသားတန်းစင်သောတွင်ပင်မူရာဖြင့်ကိုအမောင်ကနားမလည်စွာပြာဟုဆိုတော့ပချိုင်ကလေးများပေါ်သည့်အထိကမုံထက်ရဲ့မိပြန်၏ကိုအမောင်ကလည်းရဲ့၏ရဲတန်းချိုချိုလေးတစ်ခုနှင့်ရဲတန်းဝဲဝဲလေးတစ်ခုတို့သည်အတန်လိုင်းများအဖြစ်ပေါင်းစုံသွားကြ၏ဂျူးလင်းမြာမောင်နှံသည်မတွန်ကျူးပဲဗန်ပွေးပင်ကြီးပေါ်မှနေသူတို့နှစ်ဦး၏ရဲတန်းကိုငုံကြည့်နေကြသည် ိုအမောင်တို့ဒေသကတော်တော်ကိုလာတာရှင်။ကျမတော့ကြည့်လို့ကိုမဝဘူး။ကမုံသည်ရေလျဲကပါးစပ်အပြည့်ဖြင့်အာပါတရပြောတော့ဟုတ်တယ်ဆရာမဒီဖက်ကိုရောက်လာကြတဲ့သစိမ့်မှန်တဲ့များကကျွန်တော်တို့ဒေသကိုလာတယ်ကြီးပြောကြတယ်ဗျ။ ခမုံသည်ဆိုင်ကယ်နောက်ကနေခေါင်းသာညိတ်နေမိ၏မျက်လုံးကတော့ဝင်းကျင်အနှံ့ကိုငေး၍မစုံသည်တီတီတန်းတန်းနှင့်ယောက်သားပီသားလာတော်ကိုအမောင်ကြောင့်ပင်တောတောင်ဝင်းကျင်ကပူလာနေသလားသို့မဟုတ်အရင်ဆန်သောတောတောင်တို့သည်ဒီလိုမြင့်မြင့်ထွထွားကိုလူကျော်ကြောင့်ပူ၍လာနေသလားဟုတွေးမိတော့ခမုံသည်ခွိခနဲ့အတန်ထွက်မိသွားသည်တော်သည်ဤဆိုင်ကယ်အင်ဂျင်တန်းကြောင့်ကိုအမောင်ကမကြား၍ ်ခမုံသည် အသက်23နှစ်ဆ iam တာဝန်ဖြင့်လုံတက်က3နှစ်ဆိုတော့လဲခိလူငယ်ပြီးပြီးပွမွင့်လင်းလင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်သည်ဂုံတွေ dress တွေနဲ့စောင့်ကြည့်ခြင်းအမှုပညာဆိုသည့်ကြီးကြီးကျယ်ကျယ်ပညာချက်တွေကိုလည်းစိတ်မဝင်စားဆ iam ဆိုရင်ရဲက ရဲသားပင်သွားလေးပေါ်ယုံရေရမည်လမ်းလျှောက်တဲ့အခါဆင်မရင်သာစကားပြောတော့စပယ်ယုံကိုလီဟက်တဲ့ကဲ့သို့အနီးလဲမှုရမည်အဝေးလဲတင်ရမည်ဆိုတော့ပေါ်တော်တော်ချမှတ်ခဲ့သောစီးရီပေါင်လေးကိုလည်းစိတ်ဝင်စားလာသူမဟုတ်ဆီယမဆိုတာမြင်းသူတကယ်ရင်မှမှုမွေးလေးနဲ့အေးအေးလေးဖြစ်ရမည်ဆိုတော့ချင်းစကားတွေချင်းအယူဝါဒတွေကိုလည်းလုံးလုံးလက်မခံသူဖြစ်သည် ကိုတိုင်းတောင်အဲ့လိုမကြင်ကြံနိုင်ရင်ဆီယမဆိုတော့လူသားကရောဘာကြောင့်ပေါ်ကြောင်ကြောင်လိုရဲတွေကိုစိတ်ထဲကမပါဘဲလုံနေရအောင်မီလေဆီယမဖြစ်တာနဲ့မဲဝါတော်60ထီမကြီးကဲတို့နေရတော့မီဆိုတာတော့တစိတ်လွန်လွန်တော်ဤကမုံတို့ဆီယမဆိုတာလေလူတွေပင်ဖြစ်သည်လူမငယ်ရွယ်သောသွေးသားစုဖြိုးသောတက်ကြွသောလူငယ်များပင်ရှိသေးသည် ြီးထွားမည်ဆို၍တစ်တပင်ကိုရေမပေးဘဲထားလင်ထိုတစ်ပင်သည် နွမ်းလိန်ကရှင်သန်ခြင်းကင်းလိမ့်မည်ထိုအတူလူတို့ဦး၏လွလတ်စွာ ရှင်သန်ခွင့်များကိုတားဆီးပိတ်ပင်လင်ထိုလူဤဘွားကတော့တစ်တပင်ထပ်ပင်အဖြစ်ဆိုဝါသွားနိုင်၏ လူဆိုလေလူသားဆံပေမီပျော်တတ်သည်ချစ်တတ်သည်ဝင်တိုတတ်သည်ကျင်နာတတ်သည် မနာလိုတတ်သည်လှပလိုတတ်သည်ပေါ်ဖလိုက်တတ်သည်အမှန်တရားကိုမျက်နှူတတ်သည် အမားပြုသူကိုဝေဖန်တတ်သည်ဘာကြောင့်များလူမဟုတ်သည့်အပြုအမူကြီးတွေကင်ဆွဲပြီးညနေတေကြီးတွေဖြင့်နေနေရအောင်မီလေ ။ကမုံကတော့အစကတည်းကဒီဆီယာမအလုတ်ကိုဝါသနာပါ၍လှုပ်ခဲ့ခြင်းဖြစ်သည်။ကံကောင်းထောက်မစွာဝါသနာနှင့်အလုတ်ကိုတွဲပြီးရလိုက်၍ကံကောင်းလိုက်တာဟုပင် အောင်းမေးလိုက်သည်။ခုခုကိုယုံကြည်မှုရှိရှိနှင့်ကိုပါလုံနေသည်။ဗာစိတ်ထားထားသည်။ ဘလို့ကြင့်ကြံသည်လူနှင့်လောကကိုဘလို့ရှုမြင်ထားသည်ဆိုတာကိုကိုကိုသိနေအောင်ပဲအမြဲစူးစမ်းသူဖြစ်သည်ပြီးတော့ခမုံကစာဖတ်ဝါဒနာပါသည်ဤယခုဆိုင်ကယ်နောက်ကအထုပ်ကြီးတစ်ထုပ်ကစာအုပ်တွေကြီးဖြစ်သည် ကိုကိုကိုယုံကြည်မှုရှိရှိနေတဲ့လင်ဝါကိုနေပြောသည်ဟုခံယူထားသူဖြစ်သည်တွေ့ချောင်ချောင်နဲ့ရွက်ပြတ်တော်အနာရောက်တော့ခေါင်းကလေးတွေတထောင်ထောင်တလုံးလုံးဖြင့်ပုတ်တင်ကလေးတွေအများကြီးကိုတွေ့ရပြန်၏ ဟဲ့တော်ကိုအမကိုအမဟိုမှာပုတ်တင်နီနီလေးတွေတော့အလှတာကြီးတော့ခမုံသည်အိမ်တွေမဆဲနိုင်အောင်အော်လိုက်ပြန်ဤဆိုင်ကယ်နောက်ကနေခမုံကလက်ညှိုးတထူထူဖြင့်ဝမ်းသာစွာဆူမိတော့အမောင်ကဆိုင်ကယ်ကိုရက်လိုက်ပြန်သည်နေသည်အနောက်ရဲ့ဤတောင်တန်းပေါ်တွင်အနီရောင်ဆောင်ကိုလွမ်းခြုံလျက်ငြိမ်သက်နေဤဆီယမအဲ့ဒါပုတ်တင်မဟုတ်ဘူးပဒက်ကလေးတွေအုပ်စုလိုက်အစာရှာထွက်နေတာ ပြုံးတီလည်းမဟုတ်တီတီလည်းမဟုတ်တော့မနှိမ်မမြင့်တော့အတန်ဖြင့်ကိုအမောင်ပြောတော့ဖះရီပဒက်ဆိုတာအဲ့ဒါလားလှလိုက်တာရှင်ကြည်အောင်ကြည်အောင်ခေါင်းကလေးတွေမော်တော်မော်တော်နဲ့ဟိုကြည့်တီကြည့်သွားနေတာလေးတွေကချစ်လိုက်တာဆမ်မမကြဘူးဘူးလားဗျပဒက်ကလေးတွေ နီးကျင်ကျင်ရယ်ຫນွေကျိုးရှင်နေသွဲဆိုတဲ့လက်ရည်တပြင်းဒီတခြင်း ထို့သို့ပြောလည်းရဲ့စက်သွန်ခင်းများနှင့်ဆိုသောအပိုက်ကိုကိုအမောင်သည်ဆက်ဆူပြ၏တောတောင်နောက်ခံအကြောင်းပင်လားရောက်ကြပြီသားလာသောညာတန်အော်အော်ကြီးကြောင့်ပင်လားမသိကိုမောင်ဆိုပြသောတခြင်းကနားထောင်၍ကောင်းလာ၏အမှန်အတိုင်းပြောရရင်ဒီတခြင်းကို ယခုမှပင်ကမုံချဘူးတလို့ပရက်ကလေးတွေကို ဗရက်ကလေးတွေနီးကျင်ကျင်ရဲဆိုသောချစ်စရာအကောင်ကလေးတွေကိုလည်းယခုမှပင်မြင်ဘူးခြင်းဖြစ်သည်ဗရက်သားကလည်းချူတယ်ဗျတရက်တော့လောင်းလေးကွားနဲ့လိုက်ဖြစ်ပြီးဆ iam မကိုမိခင်ကြွေးအောင်မယ်အဲဝတ်ပြူငါစွာအမောင်ကဆိုတော့လဲကမုံးသည်စွန့်အားသွားမိသည်အမလေးမလုပ်ပါနဲ့ရှင်မစားလဲမစားရဲဘူးမစားလဲမစားရဲပါဘူးရှင်ကျမကအခုလိုလေးတဘာဝအတိုင်းလာနေတာကို ကြည့်နေချင်တာပါဘယ်လိုပြောရမလဲပန်းကလေးတွေပွင့်နေတာကိုမခူးရက်ပဲကြည့်နေတယ်လို့မျိုးပေါ့ အမောင်ကတော့ဘာမှမပြောဟုတ်ကဲ့ဟုသာဆို၍ဆိုင်ကယ်ကိုဆက်နှိုးတော့ဤဆိုင်ကယ်ကိုဆက်စည်းလာကြပြီးတောင်တလုံးထိပ်ပေါ်အရောက်တွင် လွင်ပြင်ပေါ်ကရွာကလေးကိုဆိုင်ကယ်ပေါ်ကနေ မြင်လိုက်ရပြန်တော့ဘယ်နှချိန်မြောက်မှမသိတော့ပျော်ရွှင်မှုကိုခံစားရပြန်ဤကြည့်ပါအောင်တော့လားစီးသား ြစ်လိုက်အတုံးလိုက်ကြီးတွေနဲ့ခက်ကြံကြံဆွဲထားသောပကြီးကားတစ်ချက်နဲ့လှကျင်တိုင်းလှနေပုံကြီးကပတ်ဆက်လာ၏ဒီအတိုင်းပင်ငေးမွားအောင်လှပါသည်ဆိုမှညနေဆောင်ဤနေရောင်ဤဆွေဆွေကအနီတဝက်ရွှေတဝက်ကိုပတ်ပြန်ထားသည်၏ ။ပကြီတစ်ချက်ဖြင့်နားလဲတလိုလိုနှိုင်းရတော့လေ။ပကြီကားကဘောင်းတွေဘာတွေနှင့်ကန့်သက်ထားသေးသည်။ဒီအလှကဘာပေါင်းမြကန့်သက်မထား။မျက်စိတစုံလှနေလိုက်ပုံကဘဲ Facebook မှာဘဲ Google မှာမှ မတွေ့ဘူးသေးသည့်အလှတစ်ခုဖြစ်၏။အမလေးဒီပုံတွေသာတင်လိုက်ရင်မိရွှေကမုံတို့တော့ဆယ်လီဖြစ်ရကြည်သည်ဟုပင်ပျော်ရွှင်စွာတွေးမိပြန်သည်။ တောင်ထိပ်အမြင့်ကနေမြင်နေရသောရွာကလေးသည်ကမုန်းတာဝင်ကြသောကင်းမရွာဆိုတာကို ကိုအမောင်ကပြောပြတော့အတိုင်းမသိပျော်သွားမိသည်လာရတာတန်မီဟုချက်ချင်းမှချက်ချလိုက်မိသည်တញញိမ့်စည်းနေသောချောင်းရည်ပြင်ကျဲကြီးပပလဲတွင်ညနှင်းရွှေကိုတကန့်စီသွန်းထ သွန်ပုံထားတဲ့ကဲ့သို့ အစိမ့်တကန့်အဝါတကန့်ဖြင့်စပားခင်းဝါဝါများနှင့်ကျက်သွန်ခင်းစိမ့်စိမ့်များကိုအထင်းသားမြင်နေရသည် သူတို့ဤနောက်တွင်ကြောက်စိမ့်တွေကိုကန့်ကံကာထားတယ်လို့စိမ့်ညို့သော တောင်နှမ်းကြီးများကိုခိုင်ခိုင်မက်မက်ရက်တီနေတာတွေ့ရသည် ထုံဖြူဖြူစေဒီကလေးနှင့်ရွာဦးဖုံးတော်ကြီးကြောင့်သည် ရွာထိပ်တွင်ခန့်ညာစွာတည်နေ၏ထုံဖြူဖြူစေဒီထံမှဆဲလဲတန်ချွတ်ချွတ်လွန်လွန်ကိုပါကြားနေရ၏အင်ဖတ်မိုးဝက်ခမ်းမိုးဖြင့်ရွာကလေးကိုတော့လွင်ပြင်တစ်ခုပေါ်တွင် လေးထောင်ဆက်ဆက်အကွက်ကြကြတိဆောက်ထားတာကိုတွေ့ရ၏ရွာကိုကြော်ပြီးမြင်နေရသောချောင်းသည် စီးလျက်စီးနေသည်နေဝင်ချိန်ဤအယောင်ဖြင့်ညွညွမိုင်းနေ၏ ကိုအမောင်ရဲ့ခုနကကိုအမောင်ဆိုတဲ့တခြင်းနဲ့ကိုအမောင်တို့ဒီသားကကွက်တိပါလားအကိုတို့ရွာကအလောက်တောင်လှတာလားရှင်ဟိုမြစ်ကရောဗာမြစ်လဲရှင်ဖုန်းကင်မရာဖြင့်တဖြည်းဖြည်းရရင်ကမုံကဆိုတော့ကိုအမောင်သည်ပြုံးနေ၏။နှုတ်ခမ်းမွေးရေးရအယံမြင့်မြင့်နှင့်ကိုအမောင်သည်ပြုံးလိုက်တော့လေတမျိုးခန့်ပြီးတမျိုးချောသည့်လူတရာဟု ကမုံစိတ်တွင်မှမှတ်ချက်ပြုမိသည်။မြင့်မဟုတ်ဆရာမရောချောင်းမှအဲ့ဒါက ဝါရောချောင်းဆိုတာဒါတဲ့လားလှရက်လိုက်တာရှင်ဆ iam မအလာတော့မမီပါဘူးဗျာရွာဘက်စီငင်းနေလျက်မှနောက်ဖက်ကမထင်မှတ်ပဲထွက်လာသောအတန်ကြောင့်ခမုံသည် ရှင်ဟုဆိုလျက်ကိုအမောင်ကိုပြန်ကြည့်မိတော့ကိုအမောင်သည် ရှက်သွားသည်ထင်၏ဟိုဘက်လည်းကကြောက်ခိုင်းထားသည်ခမုံကတော့အသွားဖွေးဖွေးလေးများပေါ်သည့်အထိရယ်နေမိ၏ ကင်းမရွာကလေးကိုကမုံတို့ရောက်တော့မိုးလုံးလုံးချုပ်ပြီးရက်စစ်မီမရှိသောရွာကလေးသည်အမောင်အောက်တွင်ငြိမ်ကုပ်နေ၏ကမုံတို့ဤဆိုင်ကလေးရွာထဲဝင်လာတော့ခွေးတစ်ခေါင်တလေကပြင်းမှုပြင်းရာထဟောင်၏မိအိမ်ကလေးများကင်ဆွဲလျက်ကမုံကိုထွက်ကြုံနေကြတော့ရွာသူရွာသားတချို့ကိုလည်းတွေ့ရ၏ကြီးရွာအုပ်ချုပ်ရေးမှူးအိမ်ရောက်တော့ည9နာရီပင်ထိုးနေပြီဟုတ်ကဲ့ပါရှင် ီထုရှင်လေးရဲ့အပိုင်း၅ကိုဒီညမှာပဲရနာအခွင့်ပြုပါရှင်။အညိုတို့ရိနောက်ထပ်အပိုင်းသစ်တွေမှာပြန်တွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။အားလုံးဘေးကင်းကြပါပြီးစိတ်ပင်ပန်းမှုများကင်းဝေးသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေရှင်။